မင်္ဂလာပါခင်ဗျာဒီဘလိုလေးကတော့မဟာပရိဒဥစဉ်လေးနဲ့ပတ်သက်ပြီးတော့မနေ့ကဖြစ်ပေါ်သွားတဲ့အကြောင်းအရာလေးကိုကျွန်တော်အနေနဲ့ညွှန်ဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမနေ့က9ရက်17လ2025ရက်နေ့မှာမော်လမြိုင်မြို့နယ်တန်ခမာနာယကဆရာတော်ဘုရားကြီးများကနေပြီးတော့မဟာပရိဒဥစဉ်လေးကိုခေါ်ယူစစ်ဆေးတတိပေးတာတွေဆောင်ရွက်သွားပါတယ်ခင်ဗျာ ရှေ့ဟာဘလော့တွေမှာဘာပရိုက်တာဥစဉ်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနေတယ်ဝေဖန်နေတယ်ဆိုတာကအတ္တနောမတိကျွန်တော်ရဲ့တကူရေးခံစားချက်အရာပုံကိုကိုကြည့်ပြီးတော့ဝေဖန်ထောက်ပြနေတာမဟုတ်ပါဒါကလည်းလေးလာခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ကြံကိုအထောက်ထားလေးတွေလိုက်တိုင်းပဲလေးလာလို့ရအောင်လို့ကျွန်တော်ကမူလပန္တာတောက်ကိုဖတ်ကြပါဝိမာန်တကတုတ်ကိုဖတ်ကြပါပဝါရဏတုတ်ကိုဖတ်ကြပါနောက်အနိဒနာ20နဲ့တပါးစတိဖြင့်ပေါ့လေ ဓမ္မဒီပနီကျမ်းဒါတွေကိုလိုက်ဖတ်လို့ရှိရင်ပရိဒတ်လုံနေတဲ့ဘုန်းကြီးတွေကိုကိုးကွယ်ရမှာလားသာသနာတော်အတွင်းမှာမရှိအောင်ဝိုင်းဝန်းဝေဖန်နှိမ်နှင်းတုတ်တင်ရမှာလားဆိုတာကိုခွဲခြားသိပါလိမ့်မယ်လို့ကျွန်တော်ကတည်တည်ချာချာကြံကိုလေးတွေနဲ့စေတနာထားပြီးဝေဖန်ထောက်ပြပေးပါအဲ့ဒီမှာဆရာတော်လေး၅ပါးရှိပါတယ်ကျွန်တော်အဲ့ဒီကွန်မန့်လေးမှာဝင်ကြည့်လို့ရပါတယ်ပညာတတ်တွေဆိုတော့ဒါဟာအမှန်အမှန်ဆိုတာကိုစကားကြတာနဲ့သိပါထောက်ခံကြပါ တို့တော်လဲဘာသာရေးစာပေဘဟုတုတနဲ့အလံဝေးကြတဲ့လူတချို့ကကြတော့ဆဲတာတွေပါကြီးရှိတာပေါ့ရှိစီတော့ကျွန်တော်ကတက်တက်နဲ့အာချောင်းပြီးဘယံမရာပြောတဲ့အချိန်လို့ဆဲနေတဲ့လူတွေဖယားရှင်ရဲ့အဆုံးအမပိဋကတ်တော်အရာကျွန်တော်ကနှမ်းနေတာကိုစေရနာနဲ့ထောက်ပြတာလားခလားလို့ထောက်ခံနေတဲ့မဟာပရိဒါဥစဉ်လေးရဲ့လူရကမှန်တာလားဆိုတာကိုဖြေပေါ်သွားပြီဗီဒီယိုလေးကြည့်လိုက်ပါဥစဉ်လေးကို အားကိုးပြီးတော့အကူအညီတောင်းထားတဲ့ယောဂတယ်ပြီးတော့ပိစာသမားတွေရောဒုက္ခတယ်ပြီးတော့ပေါ့เนาะဆင်းရဲရလေးချင်အားစားပြီးတော့ပြစ်တော်လည်းမတုံးတော့ပါဘူးဘလူတန်းတွေလည်းဦးစင်းလို့ပြန်နားလိုက်ပါပြီအားကြောင့်လည်းဆိုလို့ရှိရင်မိမိတို့ရဲ့ဒီဆက်ရာပရဟိတဆိုင်ရင်းတွေရဲ့တင်စီမှာအခုကျွန်တော်ပြောပါတယ်ပရဟိတအလို့ဆိုတာမိတ်ဆွေတို့ကျွန်တော်တို့လိုလူဝတ်ကြောင့်တွေကလုပ်ရင်အင်မတန်ဝင်မြတ်ပါတယ်မြင့်မြတ်တဲ့အလို့ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအလို့ကိုပဲ အန်တော်တွေကလုတ်ပြီးဆိုရင်တော့အင်မတန်နှိမ့်ကြရုံညံ့တဲ့အလုတ်အဖြစ်အတွင်ပြောင်းသွားပါတယ်။ဘာကြောင့်လဲဆိုရင်ရှေ့ကဘလော့ကြီးမှာကျွန်တော်ပြောတဲ့အတိုင်းရဟန်းတန်ခါတွေနဲ့လုံးဝမအပ်ဆက်တဲ့အတွက်ဘုရားရှင်ကတားမြစ်ခဲ့တာဖြစ်လို့ဒီပေါ်ဗျာမိဘစကားနားမထောင်တော့တာစုတမိမိုက်တဲ့ဖခင်စကားနားမထောင်ရင်ဒါပဲအဲ့ဒါကြောင့်နှိမ့်ကြရုံညံ့တဲ့အလုတ်ဖြစ်သွားတာဒီဗီဒီယိုထဲမှာလည်းဒီဥစဉ်လေးကပြောသွားပါတယ် ဒီနေ့ဒီရက်ကစပြီးတော့သူဒီလုပ်တွေနားလိုက်ပြီတဲ့သူစီမှာအကူကြီးတောင်းထားတဲ့ပုံကိုယ်တွေအနေနဲ့နေဆရာပရိဒတ်အဖွဲ့ကြီးစီမှာအကူကြီးတောင်းပါတဲ့သူအနေနဲ့မလုပ်တော့ပါဘူးတဲ့ကောင်းတယ်မိတ်ဆွေတို့တခုတိတ်ထားမှာကကျွန်တော်တို့လူဝဲကြောင်တွေရဲ့အလုပ်ကိုဒီလူမလုပ်ဟိုလူလုပ်မှာလုပ်တဲ့လူတွေအများကြီးဒါပေမဲ့ရဟန်းတစ်ပါးရဲ့အလုပ်ကိုကြတော့ကျွန်တော်တို့လူဝဲကြောင်တွေလုပ်လို့မရဘူးအဲ့ဒါနဲ့တင်ရဟန်းတစ်ပါးရဲ့တန်ဖိုးဟာဘလောက်မြင့်မြတ်တယ်ဆိုတာကိုပေါ်လွန်ထင်ရှားပါတယ် ဒီတော့ဒီအလုပ်တွေကို तू မလုပ်တော့ဘူး okay တကယ်ဒါအဲ့ဒီစင်ရင်နေအတိအကျရှိကြည့်မဘူပါနဲ့ပရိုက်တာကိုထွန်းမင်းတော့လိုင်းတာယာကိုကြီးတို့ကုတုလေးတို့ဒါတွေမကဘူးအခြားသောပရိုက်တာလူမှုအဖွဲ့အစည်းတွေကကုညီပါလိမ့်မကုညီမှမပူနဲ့မမလို့ရင်သူတို့ဒုက္ခရောက်သွားမှာပေါ့လို့ရတော့နုံနုံနုံမတွင်းနဲ့ကိုတော်တို့လောက်ရမယ်အလုပ်ပဲကိုတော်အာရုံစိုက်လိုရလာရင်ဗျာ ဲ့ဒီဒုက္ခရောက်လို့အကူအညီတောင်းတဲ့လူတွေကျွန်တော် channel ကိုအောက်ကဖွင့်မှန်းလေးတာကြီးကျွန်တော်အဲ့ဒီလူတွေတိုင်တရာကိုကြီးတရိုက်တာကိုထွန်းမယ်ဟုတ်တူလေအခြားအဖွဲ့စည်းတွေကိုပါကျွန်တော်ဆက်သွယ်ပေးလိုက်မယ်ဖုန်းနံပါတ်လူဝတ်တွေအလုပ်တဲ့အလုပ်ကိုလူတွေလောက်ရတာအင်မတန်လွယ်တယ်နောက်ထပ်ဆက်ကြည့်လိုက်အောင်အခုတော့မှာခုချိန်မှာဦးဇင်းတို့ကိုဘလူလာအပ်တဲ့ပုံပုံရာမျိုးမျိုးစုံနဲ့ဝေဖန်တိုက်ခိုက်တာဖြစ်တဲ့အတွက်ကြောင့်ဆရာတော်ကြီးရဩဝါဒခံယူပြီးတော့ဒီနေ့ချိန်ကစပြီး နောင်လာမဲ့ရက်ဒီလာရဖြစ်ဒီတိုင်အောင်ဒီစင်းလေးတက်တော့မတုံးတော့ပါဘူးလို့အညာကနေညောက်ပြားစီလွှမ်းမှန်ပြောတယ်လို့ပဲဒေဟတော်တော်မှရိုင်းနေတော့ဆိုအဲ့ဒီတော့အခုဒီကိစ္စမှာလဲသူပြောသွားတာနားထောင်ကြည့်ပါသူ့ကိုမလိုလားတဲ့ပုံကိုယ်တွေကဝေဖန်တိုက်ခိုက်နေကြတဲ့အတွက်ဒီလုတ်ကိုနားလိုက်ပါပြီတဲ့ဆရာတော်ကြီးတွေမှလည်းဂတိကဝတ်ပြုပြီးတော့ဘယ်တော့မှမလုတော့ပါဘူးဆိုပြီးဝန်ခံခဲ့တဲ့အကြောင်းဝန်ခံဒီနေရာမှာပြောမယ် ယဟန်နဲ့မအပ်ဆက်တဲ့အလုပ်ကိုလုပ်လို့ဝေဖန်တဲ့သူတားတဲ့လူကိုတိုက်ခိုက်တယ်လို့သူကပြောသွားတဲ့အဖြစ်တဲ့အတွက်ဘုသူ့ကိုပြောရထင်တယ်လေအဲ့တရခန်ဖះရှင်ကိုပြောတာနဲ့အတူတူပဲအဲ့ဒီအလုပ်တွေကိုယဟန်တွေနဲ့မအပ်ဆက်လို့ကုလဒုတနာအမှုမပြုတ်ပါနဲ့လို့သာသနာတော်တန်ရှင်းရေးအတွက်အင်မတန်လိုအပ်လို့ဖះရှင်ကပြညာခဲ့တာဖြစ်တဲ့အတွက်ဖះရှင်ကတားခဲ့တာဖြစ်တဲ့အတွက်သူ့ကိုဝေဖန်တိုက်ခိုက်နေကြတယ်ဆိုတော့အင်း ဒီဝီနည်းပညာချက်ကိုမူရင်းစထုတ်ခဲ့တဲ့ဘုရားရှင်ကတော့အဲ့ဒါပြောတာစာမတက်အရဆော်ကားဆိုတာပြောတဲ့စကားတလုံးကဘယ်မှာရောက်သွားတယ်ဆိုတာကမသိရှာဘူးအဲ့တော့စိတ်တူရမလားရည်ရမလားကိုမသေးပွဲတော့ပါကဲဒီတော့မဟာပရိဒ်ဥစဉ်လေးကိုဝေဖန်တဲ့ဗီဒီယိုတွေတက်လာပြီဆိုရင်ဆဲကျင်တဲ့လူတချို့ ဝင်းရံနေတဲ့ဒေဒါနဝတ္တကလို့ခေါ်တဲ့အပိန်အဖြစ်နောက်လိုက်အလစီအပိတဲ့လူတွေကိုလည်းတခုတော့ပြောခြင်းနဲ့ဧကောအလစီအလစီတတံပိကရောတိဧကောအလစီအလစီတယောက်ဒီအလစီတတံပိအလစီရာထောင်တောင်းမကညာပြအောင်လဲကရောတိပြုတ်တန်ဤတဲ့ဘုရားရှင်ကငါဘုရားရဲ့သာသနာတော်မှာတဲ့ဓမ္မဝိနည်းနဲ့မညီတဲ့အလစီတယောက်ရှိနေရဲ့ အဲ့ဒီအလစ်စီနဲ့ပေါင်းဖက်တဲ့အပေါင်းအသင်းတွေပါပြည့်စုံပြီးတော့အလစ်စီများစွာတိုးပွားနိုင်တယ်တဲ့လူတဘောကလည်းကောင်းလာတာအတုမဖိုးတာနဲ့မကောင်းတာကိုကြတော့အတုဖိုးရတာလွယ်တာကိုဗျဒါကြောင့်အတုမြင်အတက်တင်လို့တာရှိတာလေအစ်စ်မြင်အတက်တင်လို့ဘယ်မှာပြောကြလဲမြန်မာစကားအဲ့ဒါတန်ဖိုးရှိတယ်အဲ့ဒီတော့ဘုရားရှင်ကအဲ့ဒါတွေသိတဲ့အတွက်ငါတပါဆက်ပြောရလဲဆိုတော့ဓမ္မဝိနည်းနဲ့ မညီတဲ့အလဲစီပို့ခုတွေဝဲအပြက်ကိုတဲ့ဖုံးဖိကာွယ်ချီးမြောက်ထောက်တန့်လှူဒန်းနေတဲ့ပို့ခုတွေဟာငါဖရားရဲ့သာသနာကိုမြန်မြန်ပြက်စီအောင်မြန်မြန်ကွယ်အောင် လုပ်တဲ့လူတွေပဲလို့ဖရားရှင်ကတဲ့တယ်ကြီးကိုဆုံးမခဲ့တာဟာဘာကြောင့်လဲဆိုရင်ဖရားရှင်မရှိတော့နောက်ပိုင်းသာသနာမှာသာသနာရဲ့အငြိအကျေးတွေကိုကင်းစင်စေခြင်းလို့တပ်ပညုတညာအလုံးစုံကိုတည်မြဲလို့ကြိုတင်ပြီးတော့ဆုံးမပညာခဲ့တာဖြစ်ပါတယ် တဲ့တယ်ပြောရရင်အခုမဟာပရိဒိတာဥစဉ်လေးလို့ပုံကူမျိုးတွေကိုဝင်းရံနေတဲ့ပုံကူတွေကဘာနဲ့တူတယ်လဲဆိုတော့ကိုကဗုဒ္ဓပိဒကတိမလေးလာဦးတဲ့အခါကျတော့ဘာသာရေးအနှစ်သာရကိုမသိတဲ့အခါမှာလူမှုရေးပရိဒိတာလောက်တာကိုသာသနာပြုတယ်လို့ထင်ပြီးသူတော်ကောင်းကြီးလို့ထင်နေကြတဲ့အတွက်အဲ့ဒါတွေကိုအပြည့်အအောင်ပြုပြီးသာသနာဖြတ်တာနဲ့အတူတူပဲတဲ့ကျွန်တော်ပြောတာမဟုတ်ဘုရားစကားခင်ဗျားတို့မယုံရင်ခင်ဗျားတို့နဲ့နှိစက်တဲ့စာပေပရိယတ် ကျွမ်းကျင်တော့ဆရာတော်ရှင်ကောင်းအရှင်မြတ်ကြီးတွေထံမှာသွားပြီးတော့လေ့လာပါမေးပါကျွန်တော်အတွက်မဟုတ်ဘူးမိတ်ဆွေတို့အတွက်ပြောတာသိစေချင်တာပါအဲနောက်တစ်ခုရှိသေးတယ်မနေ့ကဒီဥစဉ်လေးကိုခေါ်ယူတတိပေးလို့ပရိုက်တာတွေမလုပ်တော့ဘူးဆိုတဲ့အခါကျတော့ဘာသာရေးနှစ်သာရကိုဘာဆိုဘာမှမသိရှာတဲ့လူတယောက်တကယ်တနာစရာကောင်းမှဒီကနေ့ဒီကနေ့တခြားဘလို့ရအောင်မှဝင်ပြီးဖွင့်မှရေးသွားတယ်အဲ့ဒီစာလေးကိုသူ့ရဲ့ကွန်မန့်လေးကိုဖတ်ကြည့် ပရိဒလုံနေတဲ့ဦးစင်းလေးကိုလိုင်းပေါ်တင်ပြီးဝေဖန်တဲ့မင်းတို့ရဲ့လောက်ရကြောင့်အကူကြီးလူနေတဲ့လူတွေဒုက္ခရောက်နေကြပြီမင်းပြောရဲ့လားကြည်နဲ့ပြီလားမင်းဝတ်မလဲပါစေနဲ့တဲ့ကျွန်တော်ကသူကဝင်ပြီးတော့ဝန်မှန်လေးရေးသွားတာပေါ့ဒါကသူ့ရဲ့ထင်မြင်ယူဆချက်အဲ့ဒါလေးကိုကျွန်တော်ကမြန်မာစာရဲ့အထိပ်ပဲတလုံးချင်းကိုတေချာရှင်းပြပါနံပါတ်1 ပရိုက်တာလုံနေတဲ့ဦးစင်းလေးကိုလိုင်းပေါ်တင်ပြီးဝေဖန်နေတဲ့မင်းတို့ရဲ့လုံရအကြောင်းဆိုတော့ဒီနေရာမှာအမှန်ပြောရရင်အကယ်၍များမြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးတက်တော်ထင်ရှားရှိနေသေးရင်ဘုရားရှင်ရဲ့ရှေ့ထိပ်သွားပြီးတော့ဒီလိုအလက်စီတွေကိုကိတာဂိရိအရကအလက်စီတွေတုန်းကလိုပဲခွေးမောင်းဝယ်မောင်းမောင်းထုတ်ပေးပါဘုရားလို့တဲ့တဲ့ကြီးကိုသွားရှောက်ချင်ပါတယ်ရှောက်လဲလျှောက်တင်မိမှာပါ ိုင်းမော်တင်နေဆိုတာဘာမှကိုမထိအောင်လို့ကျွန်တော်အားကိုမရပါဘူးခင်ဗျနောက်တစ်ခုအကူကြီးလုံးနေတဲ့လူတွေဒုက္ခရောက်နေပြီတဲ့ရှေ့မှာပြောပြရပါပဲကျွန်တော်တို့လူမှုအဖွဲ့အစည်းမှာဒီနေ့ခင်မှာပုံများပါတယ်ပရိုက်တာအဖွဲ့တွေမှာရေတွက်လို့မရအောင်ပေါ်ပါတယ်ရှေ့မှာပြောတဲ့အတိုင်းလူအရင်ဖုံးနံပတ်နဲ့တကွဆက်တွယ်ပေးလိုက်ပါလုံးဝဒုက္ခမရောက်စေရပါဘူးနောက်တစ်ခုကမင်းပြောပြီလား မင်းဂျီနတ်ရဲ့လားဟုတ်ကဲ့ကျွန်တော်အရန်ပြောပါတယ်ဂျီနတ်ပါတယ်ဘာကြောင့်လဲလေးအတင်ချင်းနဲ့ကဘာတသိန်းတိတိဖះရှင်ကိုတော်မြတ်ဟာခက်ခက်ခဲခဲကြီးရှာဖွေခဲ့ရတဲ့ဒီသာသနာပါရမီဖြည့်ပြီးရှာခဲ့ရတာလေးအတင်ချင်းကဘာတသိန်းကြောင့်ဘလောက်ကြာတယ်ပေးဆရာတယ်အဲ့ဒီလောက်နဲ့နဲ့တူးပြီးမှပေါ်လာတဲ့တန်ဖိုးကြီးတဲ့ယရနာကြီးအဲ့ဒီလိုသာသနာတော်မြတ်ကြီးကို ဖခင်ရဲ့စကားလည်းနားမထောင်ပညာရှိသူတော်ကောင်းတို့ရဲ့အဆုံးအမကိုလည်းမလိုက်နာပဲဖျက်ဆီးနေတဲ့ဒီလိုအလစ်စီတယောက်ဖခင်ရှင်သာသနာတော်မှာရော့သွားတဲ့အတွက်ဒါဟာအင်မတန်ဝမ်းသာစရာပဲကျွန်တော်တို့ကဗုဒ္ဓဘာသာကြီးဖခင်ရှင်ရဲ့သာသနာမှာနေတာဖခင်ရှင်ရဲ့သာသနာတော်ကိုကိုးကွယ်ရပါပရိဒတ်လုတ်တဲ့လူကိုကိုးကွယ်ကြတာလည်းမဟုတ်ဘူးသင်္ကန်းခြုံထားတဲ့ပုဂ္ဂိုလ်တိုင်းကိုလည်းကိုးကွယ်ရမှာမဟုတ်ဘူး အဲ့ဒီလိုသာသနာတော်ညှို့နှောင်းအောင်လုပ်တဲ့ပုဂ္ဂိုလ်တရားသာသနာတော်တွင်းမှာတကယ့်ပညာရှိပညာတတ်ယဟန်ကောင်းယဟန်မြတ်တွေရဲ့ခေါ်ယူစစ်ဆေးတတိပေးခံပြီးထိမ့်ချုပ်ခံရပြီဆိုတဲ့အတွက်သာသနာတော်ဖြည့်ဆည်းမယ်ယံတစ်ခုတော့ကျင်းသွားပြီပေါ့ဗျာဒါတဲ့ဂျိနေဆရာဘာရှိမှလဲဗုဒ္ဓဘာသာတရားအနေနဲ့လာအောင်မယ်နောက်ထပ်မိဘမဲ့ဂေဟာတွေဖွင့်ထားပြီးသာသနာဖြည့်နေတဲ့ အယုဒအနတ္တတွေတဖြည်းဖြည်းနဲ့လာမှာပညာရှိတွေကကြည့်မနေဘူးဒီတိုင်းနောက်တစ်ခုမင်းဝတ်မလဲပါစေနဲ့ဘာလီလာပြောခွာတော့ချာကျွန်တော်တို့ကပုဂ္ဂိုလ်ကိုတိုက်နေတာမဟုတ်ဘူးလေအရမဓမ္မနဲ့တိုက်ထုတ်နေင်းနေတာဖရာအဆုံးအမပညာချက်အတိုင်းဝေဖန်နေင်းနေတာဖြစ်တဲ့အတွက် တွဲကြည့်ဗျာဥပမာဥပမာပြောရနော်ဒါကဖះရှင်ရဲ့သာသနာတော်များကြီးဆိုရင်အဲ့ဒီသာသနာတော်များကြီးကိုနေရရွေ့အောင်ပြည့်စည်အောင်၆ကဘာတဲ့ဘဝနဲ့ကိုယ်ဘဝနဲ့၆ကဘာတဲ့တွန့်ချနေတဲ့ပုံကိုယ်တွေကိုကျွန်တော်တို့ကမတွန့်နဲ့မတွန့်နဲ့ဆိုပြီးခွေးမောင်းဝံမောင်းမောင်းထွားတယ်ကုသူလောက်ညံ့ညက်တာဘယ်မှာရှိဟုတ်တယ်မအဲ့ဒီတော့ဒီလိုကုသူလှုပ်ထားတဲ့ပုံကိုယ်တယောက်ရဲ့အနာကိုပေးကြတဲ့မိတ်ဆွေ ခမရကြောင်းတောင်းတောင်းပြောတဲ့ဝိတုခါကယောင်လို့တောင်းကတ်ရဲမှာမဟုတ်ဘူးကျွန်တော်ကရှင်းရှင်းပြောတာလေအရမကိုဓမ္မနယ်ပဲဝေဘာနေနေတာပုဂ္ဂိုလ်ကိုစိတ်မဝင်စားအခုဒီကိုယ်တော်လေးတတိပေးခံရပြီโอเคဒီနေ့ကစပြီအဲ့ဒီကိုယ်တော်လေးအကြောင်းကျွန်တော်ကဘလို့တစ်ခုအနေနဲ့ဖန်တီးနေစရာလုံးဝမလိုတော့ဘာလို့လဲ သူကသာသနာညှိုးနှွမ်းတဲ့အလုပ်ကိုမလုပ်တော့ဘူးလို့ခတိပေးထားတဲ့အတွက်အဲ့ဒီအလုပ်ကိုဆက်မလုပ်မချင်းဒါတော့မှခေါင်းနဲ့ထည့်နေတာမလို့တော့ရန်အေးသွားနောက်ဆက်လာအောင်မယ်ဒီပရိဒမိဘမယ်ခေဟာအလေးစီကဲဒီနေ့ဒီဘလောကတော့အချိန်ပေးပြီးကြည့်ရှုကြတဲ့မိတ်ဆွေတွေအတွက်လဲညစွာတော့ ကျိုးရှိနိုင်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်ခင်ဗျာဒီဘလော့ကတကယ်ကိုအေးစေးစေးလေးပါအရသာရှိရှိလေးတင်ဆက်ရတာဖြစ်တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ